Hiruka Murakami, Bhati Present Part 3, Judy Abine. Oh, yeah, yeah. hey. She put the cart down the corridor. And he got go, gonna run away, Lego, down the corridor. ကော်ရီဒါဘက်ကိုဖိအစင်းခဲ့ပြီပေါ့တနည်းမဓာတ်လေကားကနေထွက်ခဲ့ပြီ bringing it to a stop in front of the door marked 604 can number 604ဆိုတဲ့နံပါတ်တားထားတဲ့အခန်းရဲ့ရှေ့နားလေးမှာရက်လိုက်ပြီ she double checked သူမနှစ်ခါပြန်စစ်တယ် her memory သူမမှတ်ထားတာမှန်ရဲ့နော်ပေါ့604 604 that was it ဟုတ်တယ်ဒါပဲ She clear her throat. လေချောင်းကိုရှင်းလိုက်. Press the button. ခေါင်းနှောင်းကလေးကိုတီးလိုက်တယ်။ခလုတ်လေးနှိပ်လိုက်တယ်. Bind the door. တကားဘေးကခလုတ်ကလေးကိုနှိပ်လိုက်တယ်။ခေါင်းနှောင်းကလေးကိုတီးလိုက်တယ်. There was no answer. ပြန်ဖြေတန်းတော့မကြဘူး. She stood in place for a good 20 seconds. ဒီမှာ for a good 20 seconds ဆိုဒီမှာ good ကဘာလဲဆိုတော့ဒီနောက်ကဟာလို့ည20 seconds 20 second ထဲမနည်းပေါ့ဒီနေရာမှာ not less than ဆိုတဲ့အဓိပ္ပာယ်လေးဒီမှာ Judy good ကိုတို့တွေမတွေ့ဘူးတဲ့အဓိပ္ပာယ်လေးပေါ့ဒါကောင်းတော့ဘို့ဒီမှာဘိုးတိုင်းပြောမှာဆိုတော့20 second လောက်ကောင်းကောင်းဆိုတာကဖြီးလို့မကောင်းပါဘူးလေနော်အဲ့ကြတော့20 second ထဲမနည်းသူစောင့်နေခဲ့ရတယ် she pushed the car down the corridor ဒီဒယ်လီကနေပြီးတော့ဒီကော်ရီဒါဘက်ကိုလဲကိုတွန်းခဲ့ပြီ bringing it to a stop ရပ်လိုက်ပြီး in front of the door တကားရဲ့ရှေ့မှာ marked 604 604လို့ရေးထားတဲ့အခန်းနံပါတ်တကားရဲ့ရှေ့မှာရပ်လိုက်ပြီး she double checked သူနှစ်ခါပြန်စစ်တယ် her memory သူမမှတ်ညာသူမမှတ်ထားတာမှန်ရဲ့လားပေါ့604 that was it ဟုတ်ပါတယ်ဒါပါဒါပါ she cleared her throat လေချောင်းရှင်းပြီးတော့သူကခလုံးနေတယ်လေချောင်းရှင်းပြီးတော့ခလုံးနေတယ်ဆိုဒါပြောရမှာဒီမှာပေါ့နော် ။ရောင်းအောင်ရှင်းလိုက်သေးတာခလုံးနှိပ်ဖို့ရန်အတွက် press the bad ဟာပိုင်းတဲ့တော့တကားဖိနှရောက်ဆိုရင်လေသူခလုံးနှိပ်လိုက်တယ်တကားဖိနှခလုံးလေးကို that was no answer answer ပြန်ဖြေတယ်မကြားရဘူး she stood in place သူရန်နေလိုက်တယ်အဲ့ဒီနေရာမှာ for a good 20 seconds စက္ကန့်20လောက်စက္ကန့်20တဲ့မနေသူရန်နေရတာပေါ့ just as she was thinking of သူတွေးနေတာ press the bell again ဒီခေါင်းလုံးကိုထက်တီးလိုက်အောင်မလားလို့တွေးနေချိန်မှာပဲ the door opened in where တကားကအတွင်းကိုပြွင့်သွားတယ်ဒါဆိုတကားကအပြင်ဖွင့်မဟုတ်ဘူးအတွင်းဖွင့်ပေါ့အတွင်း a skinny old man ဟောဘိမ့်ဘိမ့်သွေသွေနဲ့လူကြီးတယောက် appeared ပေါ်လာတယ် he was shorter than she was သူမအသူကလေသူမတဲ့တောင်ရက်ပူတယ် by 4 5 inches 5 6လက်မလောက်ပို့ပူနေတယ် အသက်လည်းကြီးပြီဆိုတော့လေနော်၄၅၆လက်မလောက်ပို့ပို့လေ he had on a dark suit ဒီအမဲရောင်စုအင်ကြီးရဲ့ and neck tie ရဲ့သူစီးထားလို့ဝတ်ထားလို့ပေါ့ against his white shirt အပူအပြောင်းရှဲအင်ကြီးပေါ်ကနေပြီးတော့ the tie သူ့ရဲ့ tie လေစည်းဟာ stood out distinctly တင်းတင်းကြီးပေါ်နေတယ်ဘာလို့လဲ with this brownish yellow coloring ဒီ wash ရွှေအယောင်ကြောင့် like without leaves မျိုးနွမ်းသူကဝါဖန့်သွားတဲ့တည့်ရလို့ပေါ့ wash ရွှေအယောင်နဲ့ neck တိုင်ကြောင့် neck တိုင်ကသူ့ရဲ့အဖြူအောင်ရှိုင်းကြီးမှာထင်းခနေပေါ်နေတော့တယ်ဒီစမ်းတရားလုံးကိုပေါ်သွားအောင်ကိုကြီးလိုက်တော့ဒီဒီမှာစာရောင်းသုံးလေးချောင်းနဲ့လေ guess she was thinking of pressing the bell again ဒီခေါင်းလောင်းကို နောက်တစ်ချိန်ထက်တိရမလားလို့သူမတွေးနေချိန်မှာပဲ the door open inward တကားကအတွင်းကိုပွင့်သွားတယ် and skinny old man ပင်တွေ့တဲ့ဟောအသက်ကြီးကြီးလူကြီးတယောက်အဖေအားပေါ်လာတယ် he was shorter than she was သူကသူမထက်တော့ပိုပြီးတော့အရက်ပိုတယ် binds 4 or 5 inches လင်းငါ6လောက်မှတော့ပိုပြီးမှပေါ့နော် he had on the dark suit အနေရအင်းကြီးရဲ့အနေရဝတ်စုံပေါ့ suit ပေါ့နော် and neck tie စီးထားတယ် နက်တိုင်းတစ်ခုရောပါတယ် against his white shirt အပြူအောင်ရှိုင်းကြီးပေါ်မှာအပေါ်ကဓာတ်စုစုထားဝတ်ထားတာနော် the time ကသူ့ရဲ့အပြူအောင်ရှိုင်းကြီးနဲ့အရှက်အပြူအောင်ရှိုင်းကြီးနောက်ခံတဲ့သူ့ရဲ့လယ်စည်းဟာ stood out distantly တင်းတင်းကြီးပေါ်နေတယ် with this brownish yellow ဝါရွှေရွှေအရောင်နဲ့ဝါရွှေရွှေအရောင်နဲ့ပေါ် calorie like with the leaves နွမ်းဖက်သွားတဲ့တည့်ရဲစိမ့်စိမ့်ကနေဟောဝါရွှေသွားတဲ့အရောင်မျိုးပေါ့ ဒီဘိုးတော်ကြီးရဲ့ပုံကိုပေါ်သွားအောင်ပြောလိုက်တယ်ပေါ့သူကလူကအသက်ကြီးကြီးပိန်ပိန်ပေါ့အရက်ကပူပူပြက်ပြက်ဝှက်ထားတော့အနဲ့ရောင်အင်ကြီးကိုအနဲ့ရောင်ဆုကိုဝှက်ထားတာ neck tie ကဝါရွှေတဲ့အရာပြီးတော့ဝှက်ထားတဲ့အင်ကြီးကအဖြူအောင်ရှက်အင်ကြီးပေါ့ဟုတ်ကြလားဒီမှာဒါအုံနာနဲ့တွေ့သွားပြီပန်ရှင်နဲ့တွေ့သွားပြီပေါ့အကျွန်တော်ပန်ရှင်ကအသက်ကြီးကြီးဒီပြီးတော့နောက်တစ်ခုကသူကအနဲ့ရောင်နဲ့အဖြူအောင်နဲ့ဆိုတော့တီတီငိမ့်ငိမ့်လို့ပြောလို့ရတာပေါ့နော်ပြီးတော့နည်းနည်း ပုံစံကိုကြည့်လိုက်ပြီးတော့ तू ကကျင်လာတဲ့ပုံသဘောမျိုးကိုတခါတည်းပြောရမှာပေါ့နော်အဲ့ကျတော့ तू ပြောကျင်တာဟာဘာဖြစ်မလဲဒါဆိုရင်ဒီဘတ်ဒေးကဟာသူ့ရဲ့အပြောင်းလဲဖြစ်တဲ့တရားရုံးနဲ့တွေ့ပြီဆိုတဲ့သဘောပေါ့ဒါမှဒါဟာ तू ကဝိဇက်တော့မဟုတ်ဟုတ်ချင်မှာဟုတ်မှာပေါ့ဒါမော်ဆရာကြီးသူ့ရဲ့ဟိုစိတ်ကွေးမဲ့တို့ဟတ်ချလောင်းလို့ဖြစ်အောင်လုပ်ပေးနိုင်တဲ့မော်ဆရာကြီးတော့ဟုတ်ချင်မှာဟုတ်မှာပေါ့ဒါမှ तू ပြောကျင်တာက तू ဘတ်ဒေးကဆိုတာမန်ဘဝကနေပြီးတော့ဒါဟိုကပိုက်ရှင်ပေါ့ဟိုဒီ ဝေတာနဲ့ပိုင်ရှင်ဆိုတာအကြမ်းမြင့်နေနဲ့ပြောကြပါစို့အစင်တန်းချင်းဟိုတိုင်းနေထားချင်း ordinary နဲ့ extraordinary ပေါ့ကွာတယ်ပေါ့နော် normal နဲ့ special နဲ့ကွာတယ်လို့မျိုးကွာတယ်ပေါ့အဲ့ကျတော့ तू ဟာတာမန်လူတယောက်အနေနဲ့ဟိုပါ speciality ဘက်ကိုပြောင်းတဲ့သဘောပေါ့နော်တနည်းပြောမယ်ဆိုရင်တော့သူ့ရဲ့အပြောင်းလဲဘက်ကိုခြေတလန်းလန်းလိုက်ပြီပေါ့အကြထွေထူးသူဘာညာလေးသူကပြောမနေဘဲနဲ့ဒီတိုင်းလေးပဲပုံဖော်လိုက်တဲ့သဘောပေါ့ဒါဟာသူ့ရဲ့ connotation ပေါ့ Murakami ရဲ့ story ရဲ့အဓိပ္ပာယ်လို့ပြောရမှာပါဒီ made a very clean impression อ๋อသ oh, ူမတန့်ပြန့်တဲ့ impression တော့ရသွားတယ်အဲ့တော့သူကပေါ့သူမတနည်းပြောဆိုသူမကသူ့ကိုတန်ရှင်တက်တက်ရဲ့နေတဲ့လာကြီးလားလို့အထင်ကြီးသွားတာပေါ့ his clothes are perfectly pressed อืมတေချာကိုကြော့ရော့နေအောင ဟလာလှုပ်ထားတာ body boy မဟုတ်ဘူးပေါ့သေချာတက်တက်ရရကက်ကက်ရရပဲ his white hair သဘင်ကလည်း smooth down သေချာကိုဖီးတင်ထားတာ he look as so as though he was about to go out for the night သူညအတွက်အပြင်သွားတော့မလို့ to some sort of gathering body boy တကူကူကိုသူသွားတော့တယ်လို့မျိုးပြင်ဆင်ထားတယ်လို့ပဲ that deep wrinkles သူရဲ့နှာရှိုင်းလာတဲ့ပယင်ကြီးတွန့်မှုပေါ့ that crease his brown သူ့ရဲ့ brown ပေါ့မျက်ခုံးမွေးကို crease ပေါ့ဟုတ်လားဒီတခုခုဟိုအစီတုတ်ထားတယ်လို့မျိုးပေါ့ mate ဟာ think of deep uh, ravines အဲကြောင်နဲ့နဲ့ကြီးကိုတောင်သွေးမိစေသူ့ရဲ့မျက်ခုံးရဲ့တွန့်တွန့်နေတဲ့ဘယင်းနေရေကြည့်ပြီးတော့ကြည်တယ်တဲ့ ravine ဆိုတဲ့၆နဲ့ကြီးကိုတောင် in area photograph အပေါ်ကနေလှမ်းပြီးဓာတ်ပုံရိုက်ထားတဲ့၆နဲ့နဲ့ကြီးတွေကို မြင်ရတယ်လို့ပဲတဲ့သူကဟောအသက်ကြီးနေပြီပည်နေရီတွန့်နေပြီပေါ့ဒါကိုပြောလိုက်တာပေါ့နော်ပည်နေရီတွန့်နေတဲ့နော်အဲဒီဘိုးတော်ကြီးရဲ့နော်မျက်နာကိုမြင်လိုက်တော့တဲ့သူကလည်းတင်စားလိုက်တာ area photograph tattoo area photograph ပေါ့နော်ဒီအပေါ်ကနေပြီးတော့လှန့်ရိုက်ထားတဲ့အဲ့အပေါ်ကနေအပေါ်ကနေရိုက်ထားတဲ့음ဒီ6ကြီးရဲ့ဓာတ်ပုံလိုကို မြင်ရတယ်ပေါ့မြင်ရတယ်လို့မျိုးပဲပေါ့နော်နော် he made a very clean impression သူကတက်တက်ရရပဲပေါ့ဒါဒီမျိုးဆိုကောင်မလေးရဲ့ဘတ်ဒေးကရမြင်လိုက်တယ်ကြည်စမ်းဒီဘိုးတော်ကြီးကတက်တက်ရရနေတာပါကလားနေတာနေတာပဲပေါ့နော် his clothes သူ့ရဲ့ဝတ်စားတွေက perfectly pressed တေချာကိုမိကျွေထိုးထားတာ his white hair သူ့ရဲ့စပင်ကိုလည်း smooth down တက်တက်ရရဖီးတင်ထားတာ he looked as though he were about to go out for the night to some sort of gathering သူပွဲတစ်ခုကိုတွားတက်တော့မလို့မျိုးပေါ့ the deep wrinkles ဒီဘယင်းနေရတွန့်နေတာ that creased his brow သူရဲ့ပခေါ uh sorry မျက်ခုံးကိုနော်ဒီ neck shine စွာပေါ်လွင်စေတယ်ပေါ့ wrinkles အဲဘယင်းနေရတွန့်မှုဟာ matter think of သူမကိုတွေးမိစေတယ် deep ravines ၆ကြီးတွေ in an area photograph ီအပေါ်ကနေရိုက်ထားတဲ့ဓာတ်ပုံကလန့်ကြည့်တဲ့6ကြီးတွေမြင်ရတယ်လို့ပဲတဲ့ဒီမှာအပေါ်မွားတက်တက်ရဲရဲကက်ကက်ရဲရဲလို့ပြောထားပြီးအောက်မှာကျတော့ဘာကြီးပြောလိုက်တယ်ဆိုတော့ဒီပယင်းကြီးအတွမှုကိုသူကနှစ်ခုကို irony ရှင်းပြလိုက်အပေါ်ကတက်ရက်မှုရဲ့ဒီအောက်ကပယင်းကြီးအတွမှုတွေရဲ့မညင်ညာမှုကိုသူကရှင်းပြလိုက်တာပေါ့ယောဒင်နာဆာ she said in a husky voice နော်အဲ့ဒါသူ့ရဲ့ အတန်ကြံကြံတမို့တိုးလေးရတဲ့အတန်လေးနဲ့ပြောလိုက်ရတာပေါ့နော်ညင်းသားတိတ်မွေးစွာပေါ့ you dangerous sir huh? she said in a husky voice then quietly clear her throat again လေချောင်းထက်ရှင်းလိုက်ပြီးတော့ her voice grew huskier huskier whenever she was tense သူမှ tense တင်းကြပ်နေတဲ့ခါတိုင်းသူအတန်ကဒီလိုပဲကြံတန်းတန်းရှတ်တာဖြစ်ဖြစ်သွားတာတင်နော် yes sir the manager suddenly took sick manager ကရုတ်တရက်ဖျားလို့ i need to take his place today Tunia ma, သူ့နေရာမှာကျမလာပို့ရတာ you are missan oh i see the oma said almost as if talking to himself သူ့ကိုသူပြောနေတယ်လို့ his hand သူ့ရဲ့လက်က stem parched on the door knob တကားဘူလုံးမှာအလား तू ကလက်ကတင်ထားတော့ you are dinner sa? she said in a husky voice the down သူတဂျန်တန်ချာတာတာနဲ့ပြောလိုက်တယ် then quietly clear her throat again သူလေချောင်းထက်ရှင်းလိုက်တယ် her voice grew husky ဝါရမရှိဝက်တန်းသူမစီတမတင်းကျက်တဲ့ခါတိုင်းအတန်ကဒီလိုကြီးတွေဖြစ်ဖြစ်သွားတာတဲ့နော် yes sir the manager sadly took sick ဟုတ်ပါတယ်ညစာပါအမ်ဒီ manager ကရုတ်တရက်ဖျားလို့မို့ i had to take his place today သူ့နေရာမှာကျွန်မအစားဝင်ပြီးလာပို့ရတာ your mesa oh i see the om said oh musa said talking to himself သူ့ကိုသူပြောနေတယ်လို့ his sandstone patch on the door knob သူလည်းကတော့ဒီတကားလက်ကင်ပေါ်မှာ တင်ထားတော့ပေါ့တကားဘူးလုံးပေါ်မှာတင်ထားတော့မာ deep low of inter emotional tone ပေါ့ husky voice ကိုလေ took it up ပြားလားဟလာကြည့်တော့စေအဲ့လိုပြောလိုက်တာဟုတ်တယ်နော် his stomach started to hurt him all of a sudden ယုတ်တရက်လေးဘိုက်အရင်ညနာသွားတာ he went to the hospital ဆေးရုံကိုသွားရမှာ he thinks he might have appendix appendix သူဒီဥအတက်ရောင်တာဖြစ်လောက်တယ်ထင်တယ်လို့သူကထင်နေတာ oh that's not good ဒါဆိုတော့မကောင်းမှုပဲ the old man said when his fingers along the wrinkles of his forehead သူနဘူးကဟလာပင်းနေတွန့်နေတာကိုလက်ချောင်းနဲ့တန်းကြည့် not good at all မကောင်းမှုပဲဆိုတာပဲဆိုတာပဲ took it huh you don't say ဖျားတော်လည်းလို့အဲ့လိုပြောဟဟလား his stomach started to ပြသွားတယ်လို့ပြောလိုက်တာသူဖျားလို့လားဆိုတော့ဟိုပြောချင်တော့ဟိုပုဂ္ဂိုလ်ကဖျားလေးမရှိဘူးလေဟုတ်တယ်ဖျားတယ်ဆိုတော့လေ sickly ယူသွားတာပါပေါ့သူ bite တွေနာလို့တယ်ရုပ်တရက် bite တွေနာလာလို့သူဆေးရုံကိုသွားရတာသူဟိုတက်ရောက်လာလို့ထင်းနေတာနော် that's not good မကောင်းဘူးပဲသူဖျားတာမဟုတ်ဘူးဆိုတဲ့အကြောင်း तू ကဖျားလေးမရှိဘူးဆိုတာ तू ကတီဗီစားလေအဲ့ကြောင့်မို့ဖျားတာဆိုလို့ तू အန်အောသွားတဲ့သဘောမျိုးနဲ့ तू ကပြန်ပေးလိုက်တဲ့ toxic ဆိုတဲ့သဘောကလေ his stomach started to hurt အဲ့ဒါမှ तू ကပြန်ပြေးရတာ ကြားတော့ဦးကတော့သူကလည်းလွယ်ပြောလိုက်တာ toxic လို့ပြောလိုက်တော့လေပြန်ဖြေရတော့ his stomach started to hurt him all of a sudden ရုပ်တရက်ဘိုက်တွေတင်းလာတာဆေးငိုပြေးသွားတဲ့ဦးတက်ရောက်လာလို့သူသူထင်းနေတာ oh that's not good the old man said when his fingers သူ့လက်ချောင်းတွေက along the ring of his forehead သူ့နှဖူးကိုပြေးနေတွန့်နေအောင်စမ်းကြည့် not good at all not good at all She cleared her throat again. Le Jiang Shall I bring you a million, sir? ကျွန်မဒီအထဲကိုညစာဝင်ပို့ပေးရမလား she asked ah uh, ah uh, yes of course oh oh ပို့ရမှာပေါ့ပို့ရမှာပေါ့ the woman said yes of course if you wish that's fine with me and ဆန္ဒရှိရရလေ if i wish she thought သူမတွေးလိုက်တာကျွန်မဆန္ဒရှိ what a strange way to put it ကြီးစံသူပြောပုံကြီးကထူးဆန်းလိုက်တာ what am i supposed to wish what i'm supposed to wish ကဘာဟုတ်စိဘာဟုတ် ဘာလို့ဆန္ဒရှိရမှာလဲ push ပြရမှာလဲဟုတ်ဟမ် तू ကပြောရင်တော့အဲအဆင်ပြေရင်လည်းပို့လိုက်လေဟမ်ဘာအဆင်ပြေရမှာတော့ငါကအဆင်ပြေပို့လိုက်ပေါ့ဟမ်ကြည်တန်းဟော तू ကအာရပါတယ်ပေါ့ပို့လိုက်ပါပေါ့ if you wish ဆိုရင်ကျေးသမှုရဟမ်မင်းပို့ခြင်းလဲဆိုလဲပို့ပေးလေဟမ်ပို့ခြင်းရမလားပေါ့ငါကလို့ပြောပါလေ she cleared her throat again လေချောင်းရှင်းလိုက် shall i bring you a million sir ဟို manager မှာခဲ့တာ ထားခဲ့လိုက်ဆိုတော့ तू อ่ะအဲ့လိုတွေမဟုတ်ဘူးနဲ့ဝင်ပို့ပေးရမလားဆိုတော့อืมရပါတယ်ပေါ့ तू อ่ะပြ Yes of course of course the woman said yes of course if you wish ရပါတယ်ပေါ့ခါရဲမန်နေဂျာကမပို့ဒီမန်နေထားခဲ့တာလေအဲ့ကျမင်းကိုပို့မယ်ဆိုလဲရပါတယ် if you wish if i wish ဟွန်းငါပို့ချင်ဟုတ်လား she thought what a strange way to put it ဟွန်း तू ပြောပုံကြီးလဲထူးဆန်းလိုက်တာပေါ့ what i'm supposed to wish ငါလာပို့ချင်မယ်ဆိုရင်ပေါ့ငါဘာပို့ချင်ရမှာလဲ ဒီမှာ be supposed to ဆိုတာ obligation ပေါ့ duty ပေါ့ expectation ပေါ့ဟုတ်လားအာလုပ်ရမယ်တာဝန်ဝတ္တရားပေါ့ the old man opened the door the rest of the way ဟောသူဝင်လို့ရအောင်လမ်းကိုအပြည့်ဖွင့်ပေးလိုက်တယ် she we the curtain side အတွင်းကိုလဲကိုတွန်းသွားလိုက်တယ် the floor ကျန်ကြီးရ was carmartin short gray carpet short gray ပေါ့ဒီမှာဒီမွေးကိုရောင်နဲ့ကော်စောခင်းထားတာ uh with no area for removing shoes ခဏချွတ်เสียနေရာတောင်မရှိဘူးပေါ့ကော်စောအပြည့်ခင်းထားတာ the first room was the large starry သူအခန်းနှာခမ်းသုံးခန်းရှိတဲ့သဘောနေမှာပထမခန်းက large starry စာကြည့်ခန်း as though the apartment တိုက်ခန်းက was more a workplace than a residence residence လူနေတဲ့နေရာဆိုတာတဲ့ workplace လုပ်ငန်းခွင်နဲ့တောင်ပို့တူးနေတယ် the window out looked out ဒီပြတဲ့ရနေလှမ်းမြင်ရတယ် on တိုကျိုတာဝါနီယာပိုင်းအနားကတိုကျိုမျိုးစင်ကိုလမ်းမြင်ရတယ်။ East East Skeleton သူရဲ့တမဏိတမဏိချောင်းတွေဟာ outline and lies အလင်းထဲမှာလေအရဟိုထိုးလို့ထောင်းထောင်းဖြစ်လို့ပေါ့ A large desk သဝေကြီးတလုံးကလည်း stood behind the window ပြတင်းပေးမှာရှိနေတယ်။ Beside the desk သဝေပေးမှာ what's a comfort sofa or the the yeah sofa တိတိလေးတလုံး လက်စီးဆိုတော့နှစ်ယောက်တွဲထိုင်ရမယ်ထိုင်ကုန်တစ်ခုပေါ့ရှိနေလေ The old man opened the door the rest of the way တလန်းလုံးဝင်လို့ရအောင်ဖွင့်ပေးလိုက်တယ် She we the curtain side အတွင်းကို curtain side အတွင်းကိုလဲကိုတွုံးဝင်သွားလိုက်တယ်ဒီဒီ room service လဲကိုတွုံးဝင်သွားလိုက်တယ် The room was The room was covered in chalk gray ရှောင်းဂရေးကာဘတီဒါမီကို sorry ကော်စောမီကိုရောင်ကော်စောတွေခင်းထားတာ with no area for removing shoes removing shoes the panet တွေချွတ်เสียနေရတောင်မရှိဘူး the first room was a large story သူကဂျပန်ဆိုတော့သူကဖနက်ချွတ်တဲ့နေရာလေးပဲပါကောင်းပါမှနေမှာပေါ့အဲ့ဒါကြောင့်မို့သူကဖနက်ချွတ်တဲ့ကိစ္စကိုထည့်ပြထားတာပေါ့ the first room was a large story ပထမခန်းကစာကြည့်ခန်းကြီး as though the apartment တိုက်ခန်းက one more a workplace than a residence residence ပေါ့ဒီလူနေတဲ့နေရာဆိုတာတဲ့လုပ်ငန်းခွင်နဲ့ပေါ့အလုပ်လုပ်တဲ့နေရာနဲ့ပုံတူးနေတယ် the window ပြတင်းမောင်းကနေလှန့်ကြည့်လိုက်ရင် look down on tokyo tower nearby နားကတိုးချိုးမျောစင်ကိုတော့မြင်ရတယ် is the သူ့ရဲ့တံမတိ structure တွေက skeleton လို့သူကပြောလိုက်တာရိုးစုတွေလိုပဲ outline and lines အလင်းထဲမှာထိုးထိုးထောင်ထောင်နဲ့ a large desk စပွဲကြီးတစ်လုံးက stood by the window ်ပြတင်းပေးမှာရှိနေတယ် and beside the desk ဒီစားပွဲပေးမှာလဲဝက်စီ compact sofa sofa ဒီဒီတလုံးရဲ့ left seat ဆိုတော့ဒီမှာနှစ်ယောက်တည်းနီးနီးကပ်ကပ်ထိုင်လို့ရမယ်နေရာလေးပေါ့နှစ်ယောက်ထိုင် sofa လေးတလုံးပေါ်ရှိပါတယ် the old man ဘောရဂျီအပွိုင်တက် to the plastic lemonade coffee table ဟောဒီ plastic a lemonade uh, coffee table ဆိုတော့ဒီ coffee ဇပွဲပေါ်ကိုတနည်းမဆိုတခုခုဖုံးထားတဲ့ lemonade ဖုံးထားတယ်လို့ပြောရမလား coffee ဇပွဲလေးပေါ်ကိုတင်ခိုင်းလိုက်တယ် she arranged uh, his me on the table ဇပွဲပေါ်မှာသူထမင်းစားစရာလေးပြင်လိုက်တယ်လေ white napkin အဖြူရောင် leather boa silver wire ဒီကြွေတဲ့ပစ္စည်းငွေတဲ့ပစ္စည်းတွေဒီမှာထမင်းစားစရာပုဂံလေးပေါ်ငွေပုဂံလေး a coffee pot ရဲ့ and cap ရဲ့ wine ရဲ့ wine glass ရဲ့ bread ရဲ့ barrel ရဲ့ and the plate of chicken and vegetables ဟင်းသီးရဲ့ပကံလေးစားတာတွေကိုတေချာပြင်ပေးလိုက်တယ်ပေါ့ The old man The old man ဘိုးတော်ကြီးက wine into the plastic lemonade coffee table ဒီမှာပုံမှန်ဇပွဲတစ်ခုဇပွဲကင်းတစ်ခုကိုခင်းထားတယ်ပေါ့အာ lemonade coffee table ရာလေအန်ဇပွဲကင်းပေါ်မှာပုံမှန်ဇပွဲတင်မဟုတ်ဘူးဇပွဲအပေါ်ကတစ်ခုလေအဲ့ဇပွဲယူဟိုမပြည့်စည်အောင်ဒုံမပိုလအောင်လို့ခင်းထားတဲ့ plastic ဖြစ်ရင်ဖြစ်မယ်သူဇပွဲကင်းတစ်ခုပြီမှာခင်းထားတဲ့ coffee ဇပွဲပေါ့အဲ့ဒီပေါ်မှာ တင်ခိုင်းလိုက်တယ်ညွှန်ပြလိုက်တယ် like she arranges me သူညာကစားစရာ on the table ဆိုမှပြင်ပေးလိုက်တဲ့ well. white napkin လက်တော့ဘဝရဲ့လက်တော့ဘဝဖြူရဲ့ silverware ဒီတောက်အင်းစားစရာတောက်စရာပစ္စည်းတွေ coffee pot can wine and wine glasses bread and butter the plate of chicken and vegetables ဒီညဘကနေဦးတေချာကျနာစွာပြင်ဆင်ပေးလိုက်တယ် if you would be kind enough to set the dishes in the hall as you should serve I came to get them in an hour. If you will be kind enough, ဒီမှာသင်ကျင်လာမယ်ဆိုရင်မပြန်နေပါနဲ့ဒီမှာပကံတွေကိုဟောကံထဲမှာခါတိုင်းလိုပဲထားလိုက်မယ်ဆိုရင်စာ I'm come to get them in an hour တနာရီအတွင်းကျမလာယူလဲပါမယ်ပေါ့ဒီမှာတော့ဒါယဉ်ကျေးစပွဲပြောရတာပေါ့နော် if you would be kind enough to set the dishes in the hall as usual sir ထုံးစံအတိုင်းပဲပေါ့နော်ဟောကံထဲမှာပကံတွေကိုစားပြီးစားပကံထားလိုက်မယ်ဆိုရင် I come to get them in an hour တနအိတွင်းမှာကျမလာယူလဲပါမယ် how was သူမစကားတွေက seem to snap him သူက snap in ဆိုဂျုကနဲ့ဂျိုးသွားစေတယ်ပေါ့ဒီမှာတော့ stepping က out of his appreciative contemplation of his dinner သူညစာကိုဒီမှာ appreciative ကကျေနပ်သဘောကျစွာဟောတွေးတောနေမှုကနေသူ့ကိုထိုးထွက်လာစေခဲ့တယ်မြန်ဆို तू ကဒီဟာကိုကျေနပ်စွာတွေးနေတဲ့အချိန်မှာ तू ကဒီလိုပြောလိုက်တဲ့အတွက်ကြောင့်မို့ तू အဲ့ဒီကနိုးထလာတယ်မို့ oh yes of course of course i put them in the hall on the car level, ma, in an hour, if you wish, mm, Yes, you reply inwardly, say Tema Bionida. For the moment, no, Lono say, that is exactly what I wish. Is there anything else I can do for you, sir? No, see, I do. Jama, busy at the She did la. Pamian Biosia, she bade the labor. No. If you would be kind enough, to set the dishes in the hall as you should sir ထုံးစံအတိုင်းပဲဘောကန်ထဲမှာပုဂံတွေကိုထားပေးပါလား i'm can to get them in an hour တနအီအတွင်းမှာအင်းကျမအလာယူလဲပါမယ် how watch သူမရဲ့စကားလုံးတွေဟာ seem um, to snap in out an appreciative contemplation of his dinner သူညစာကိုနှစ်လိုသဘောကျတက်မိုးထားနေတဲ့နော်အတွေးစီချောင်းပေါက်နေတဲ့တင်းရောတွေးနေတဲ့နှစ်လိုသဘောကျတာတွေးနေတဲ့ သူ့အစိတ်စင်ကနေသူ့သူ့စကလုံးနဲ့သူ့ကိုဖြတ်ကနေဟလာထိုးထွက်ခိုင်းလိုက်တယ်လို့ပဲဒါဒီမှာသူ့စကားတန်နေကြောင်သူ့လက်နိုးသွားတယ်လို့ပဲပေါ့ Oh yes of course I bought them in the hall နာဟောကန်းထဲမှာထားလိုက်မယ်လေ when the car လဲပေါ်မှာပေါ့ဒီစင်လေးပေါ်မှာတင်ထားလိုက်မယ် in an hour တနားရီအတွင်းမှာ if you wish နော်မင်းစမ်းသရှိတယ်လို့ပေါ့လေ yes you reply in what to say there မှာတော့ပြောနေတာ for the moment လောလောဆိုတော့ that is exactly what i wish ကျမကလည်းဒီလိုပဲလိုချင်တာပါ is there any the s anything else တခြားအရာ i can do for you sir ဆရာတို့တကူလုတ်ပေးစရာများရှိအောင်မလားရှိရင်ပြောပါနော် no ခဏလေးတစ်ချက်ပြောဖို့ကြံသွားမယ်ထင်တယ်နော်ဒီမှာဟိုဒီလိုဒါပဲဒီပုဂ္ဂိုလ်ကြီး ਨੇ တွေးလိုက်တဲ့ဟာကဒီဒီ meeting the the owner ပေါ့ဒီစားသက်ဆိုင်ပါရှင် ਨੇ တွေးတဲ့ဟာက သူ့ရဲ့ဒီထဲမှာယူယူလေးပါစကားပြောတွေကယူယူလေးပဲဘာမှထွေထူးမပါသွားသေးဘူးပေါ့နော်ဟုတ်လားဘာမှမပြောသေးဘူးဒါပေမဲ့လို့သူ့ရဲ့အပြောင်းလဲတစ်ခုဖြစ်မဲ့ဒီတနည်းပြောမယ်ဆိုတကယ် realistic တို့တွေဖရာရီတိတန်ဆိုဂျီနီလို့ပြောရမလားအဲ့လိုဂျီနီပေါ့ဒီနတ်တလေးနတ်ကလေးနဲ့တွေ့ရတယ်လို့မျိုးသဘောတရားမျိုးသူကပုံဖော်ခြင်းနေဟန်တူတယ်ပေါ့ဒီနေရာလေးကြည့်ရတာလေသူကစကားပြောလို့လည်းယဉ်ကျေးပဲသူက boss အနေနဲ့မပြောနိုင်ဘူးရပါတယ် တူတူအစဉ်ပြေရင်လေလှုပ်လိုက်ပေါ့လေဆိုတဲ့သဘောမျိုးတွေရဲ့သူ့ရဲ့ပြောဆိုညင်တာမှုလေးတွေပေါ့နော် No no I don't think so อืมဘာမှထွေထူးတော့မရှိပါဘူးကိုလူရဲ့ He said after the moment's consideration ခဏလောက်တွေးပြီးတော့อืมဘာမှမရှိဘူးကိုလူရတယ် He was wearing black shoes that have been polished to a high sheen or ဒီမှာ high sheen ဆိုတောက်ပြောင်နေအောင်လို့ပေါ်လေတိုက်ထားတာဖနက်အနေရမနက်ကိုလို့ပြောင်လဲနေအောင်တိုက်ထားတာအဲ့လိုဖနက်တရံကိုသူစီးထားတာ They were small တည်တည်လေး and chink อืมစတိုင်ကြတယ် mm, is a stylish dresser အမသူကတာတာနာနာဝတ်ထားတဲ့သူ she thought သူမှတွေးလိုက်တယ် and she stands very straight for his age သူအသက်ရွယ်နေဆိုင်သူကဟောကြည့်ခါမကိုင်းသေးဘူးပဲ oh no i don't think so no i don't think so and ထွေးထွေးဘောဘောထွေးထွေးတော့မရှိပါဘူးကိုလူ he said after a moment's consideration ခဏလောက်တွေးပြီးတော့ပြောလိုက်တာ he was wearing black shoes तू आ အနေအောင်ဖနက်တွေဝတ်ထားတာ음 that had been forced to a high she တောက်ပြောင်ပြောင်လဲနေအောင်တိုက်ထားတဲ့အနေအောင်ဖနက်တွေ तू आ စီးထားတာနေဝ small ဖနက်လေးတွေအရင်မကြည့် तू आ လည်းအရက်ကလည်းခတ်ဖို့ပူလေဖနက်လေးတွေတေးသေး and chink 음စတိုင်ကြတယ် his stylish dresser oh သူကပုံစံကြရတယ်တကယ်ကိုပြန်တာသနာနာဝတ်ထားတယ်ဝတ်စင်တတ်တယ်ပေါ့ she thought and he stands very straight for his age ဒီသူအသက်ရွယ်နေဆိုင်ကြတယ်သူက ဟိုခါကလည်းမကင်သေးဘူးပဲเนาะ chink stylish and fashionable ပဲဗောနော်စတိုင်ကြတယ်သဘောကျစရာကောင်းတယ်ဗော stylish where then sir ဒီလိုဆိုရင် i be getting back to work ကျမအလုပ်ပြန်သွားလိုက်ဦး no wait just a moment ဒီမှာခဏလောက်စောင့်ပါဆက် sir ဟုတ်စရာ do you think it might be possible for you to give me five minutes of your time, Miss? It might be possible for you, Mindred, to give me five minutes of your time. I'm something I like to say to you. Well, then, sir, I'll be getting back to work. I I No, no, wait for it. Wait just a moment. ခဏစောင့်မအောင်ကလေးမလေး he said sir ဟုတ်စရာ do you think it might be possible for you to give me 5 minutes of your time miss ဒီမှာကလေးမပေါ့မင်း5မိနစ်လောက်ငါ့ကိုအချိန်ပေးလို့ရအောင်မလား i'm something i like to say to you မင်းကိုပြောစရာလေးရှိလို့ကွာဟုတ် thank you ပေါ့ပြောစရာရှိတာကိုနောက်ကြမှာဆက်ပြောပါလိမ့်မယ်လို့ပြောပါတော့နော်ဒီဒီမှာ